بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على رسول الله الأمين وعلى آله وصحبه أجمعين اللهم ربنا لك الحمد بالإسلام ولك الحمد بالإيمان ولك الحمد بالإحسان ولك الحمد بالقرآن ولك الحمد بشهر رمضان اللهم ربنا لك الحمد كله ولك الشكر كله وإليك يرجع الأمر كله أوله وآخره فأنت أهل أن تعبد وأنت أهل أن تحمد وأنت على كل شيء قدير ربنا آتنا في الدنيا حسنة وفي الآخرة حسنة وقنا عذاب النار اللهم أمين يا رب العالمين أما بعد تلذا ချစ်ခင်ရတော်မိဘများနဲ့ညီကိုမောင်နှမများခင်ဗျာအစ္စလာမုအလัยကွမ်ဝရဟမတူလာဟီဝဘရကာတူဟူအလ်ဟမ်ဒူလ illah ရဘ်ဘီလ်အာလမီန်ဦးစားပထမကျွန်တော်တို့ကြည်ကျေမြင့်မြတ်တော်မူသောအလ္လာဟ်ဟူရှင်မြတ်အယယအားလုံးတို့ကိုဖန်ဆင်းမွေးမျိုးကျွေးမွေးဆောင်းလျှောက်စီမံခန့်ခွဲထိန်းချုပ်ကုကဲဆိုးပိုင်တော်မူသောတေးစီရှင်စီတော်မူသောတပါးတော်အရှင်အလ်အီဘာဒတ်ကိုခါဝူကုကွမ်မူခံလိုက်တော်မူသောတပါးတော်အလ္လာဟ်ဟူရှင်မြတ်အား ရှင်မုံထောပနာကျေးဇူးပြုခြင်းကိုယူဆိုပါတယ်အလ်ဟမ်ဒူလ illahi rabbil alamin အလ္လာဟူရှင်မေအီမာဂီနာရောအလ္လာဟူရှင်မေအီရွေးချယ်တော်မူခြင်းကြောင့်ကျွန်တော်တို့တဖန်ပြန်လဲပြီးတော့ဆုံးလေးခွင့်ရကြပြန်ပြီအလ်ဟမ်ဒူလ illah ကျွန်တော်တို့အလုံးသိရှိထားဒီအတိုင်းအရာရာတိုင်းဒီကျွန်တော်ရဲ့လူလူဘဝမှာအရာရာတိုင်းမှာအခြေခံဆိုတာအရေးကြီးဆုံးဖြစ်ပါတယ်အခြေခံအခြေခံအုံမြင့် မံကံမတာလေးအဲ့ဒီအခြေခံအုံးမြင့်ပေါ်မှာအတီတီဆောင်ထားတော့အရာတွေကလည်းမံကံမှာဖြစ်ပါတယ်ထိုကဲ့သို့ပဲကုရံကျမ်းတော်မြတ်မံကံစွာဖတ်ယူနိုင်ဖို့ရာအတွက်မံကံစွာလို့ပြောတဲ့အခါမှာတမန်တော်မုဟမ္မဒ်ဆလလာဟူအလัยဟီဝါဆလမ်ကုရံကျမ်းတော်မြတ်ကိုဖတ်ယူခဲ့တကယ်လို့ကမန်တော်နီလန်းအတိုင်းမံကံစွာကျွန်တော်တို့ဖတ်ယူနိုင်ဖို့ရာအတွက်အခြေခံပညာရဲ့လေလို့လိုအပ်တဲ့ရေးကြီးတယ် ဒီတော့ကြောင့်ဒီနေ့ကျွန်တော်တို့ကကုရ်အန်ကျမ်းတော်မြတ်မမှန်ကန်ကန်တမန်တော်မြတ်ဆလလာဟူအလัยဟီဝဆလမ်ဖတ်ယူခဲ့တကယ်လို့မှန်ကန်စွာဖတ်ယူနိုင်ဖို့ရအတွက်အခြေခံပညာရဲ့စာအုပ်တအုပ်ဖြစ်သောဖတ်ဟူရဟ်မန်ဖီတာလီမီကလီမတ်ူလ်ကုရ်အန်ဆိုတဲ့စာအုပ်ကိုကျွန်တော်တို့ကဆက်လက်ပြီးတော့လေ့လာတော့မှာဖြစ်ပါတယ်ဒီစာအုပ်ရဲ့အဓိပ္ပာယ်ကတော့မဟာကယုဏတော်ရှင်အလ္လာဟူရှင်မြတ်ဤချင်းမြမှုကြောင့် ချင်းမမှုဖြင့်ကိုရန်ကျမ်းတော်မြတ်စကားလုံးများကိုတင် जा နည်းလို့မိရတဲ့စာအုပ်ကိုဒီနေ့ကျွန်တော်တို့ကဆက်လက်လေ့လာတော့မှာဖြစ်ပါတယ်ဘီအဇနီလာဟီတာအလအဲ့တော့ဒီနေ့ကျွန်တော်တို့ဒီစာအုပ်မှာလေ့လာတော့မယ့်အကြောင်းအရာကမတ်ဒ်မွန်ဖဆီလ်အလ်မတ်ဒူလ်မွန်ဖဆီလ်ပေါ့နော်အလ်မတ်ဒူလ်မွန်ဖဆီလ်မတ်ဒ်မွန်ဖဆီလ်အကြောင်းကိုကျွန်တော်တို့ကအတူတကွာဆက်လက်ပြီးတော့ ပြီးခဲ့တဲ့သင်ခန်းစာရဲ့အဆက်ပေါ့နော်ကျွန်တော်တို့ကဆက်လက်ပြီးတော့လေ့လာတော့မှာဖြစ်ပါတယ်အင်ရှာအလ္လာဟူတအလအဲ့တော့အပြီးခဲ့တဲ့သင်ခန်းစာကကျွန်တော်တို့သင်ခန်းစာနံပါတ်73ပေါ့နော်ကျွန်တော်တို့ကပြီးခဲ့တဲ့သင်ခန်းစာမတ်မုတ်တဆီလ်ကိုကျွန်တော်လေ့လာခဲ့တယ်အဲ့တော့ဒီကနေ့သင်ခန်းစာ74ကျွန်တော်တို့ကမတ်မွန်ဖော့ဆီလ်ကိုကျွန်တော်တို့ကလေ့လာခဲ့တယ် ဖတ်ယူလေ့ကျင့်တော့မှာဖြစ်ပါတယ်အင်ရှာအလ္လာဟူတအာလာအဲ့တော့ဥဇာပထမကျွန်တော်တို့ရဲ့ဒီသင်ခန်းစာကိုပေါ့နော်စတင်ပြီးတော့မဖတ်ယူမီအလင်းမလေ့ကျင့်မီအလင်းအလ်မတ်ဒူလ်မွန်ဖာဆီလူအဒီဘေကိုနားလေဖို့ကျွန်တော်လိုအပ်တယ်အဲအာရဘီလိုအလ်မတ်ဒူရဲ့အဒီဘေကဘာလဲဘာအဒီဘေလဲပေါ့နော်အလ်မွန်ဖာဆီလူဆိုတာကဘာကိုခေါ်တယ်လဲပေါ့အဲ့တော့အာရဘီလို အလ်မဒ်ဆိုတာဆွဲငင်ခြင်းအတိပဲနော်မဒ်ဆိုတာကဆွဲငင်တာဆွဲငင်ခြင်းအတိပဲနော်အလ်မွန်ဖာဆီလူဆိုတာကကွဲနေတော့ဘာကြောင့်ကွဲနေတော့အဲဆွဲရမယ်တရာအခေယာလို့ခေါ်ရတယ်လေဆိုလို့ရှိရင်ကျွန်တော်တို့အလုံးသိရှိထားပြီးဖြစ်တည်တိုင်းအလ်မဒူလ်အော့စလီယူမူရင်ဆွဲငင်ရမယ်တရအခေယာ၃ခုရှိတယ်အလေးပြေ နော်အလီရဲ့ဝေါရဲ့ယာရဲ့နော်အဲ့တော့ဒီအလ်မတ်ဒุลမွန်ဖာဆီလူမတ်ဒ်မွန်ဖာဆီလ်ကွဲနေပြီးဆွဲရတော့ဆွဲငင်ရတော့တရအခေယာဘာကြောင့်ခေါ်တယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့မူရင်မတ်မွတ်တဆီလ်ပေါ့နော်မတ်မွတ်တဆီလ်လို့ခေါ်ရဲမတ်တော်ဘီအီလို့လည်းခေါ်ရဲအမတ်အလ်အစလီမတ်အစလီလို့လည်းခေါ်ရဲအလ်မတ်ဒุลအစလီယူ မတ်အစလီမတ်တဘီလို့လည်းခေါ်တယ်မာလူဖီပေါ့နော်အဲ့တော့ဒီမွန်ဖာစီတို့ကမတ်အစလီအနော်မှာဟာမဇာရှိမယ်နော်ဒီပြီးခဲ့တဲ့သင်ခန်းစာကျွန်တော်တို့မတ်မူတာဆွေနဲ့ပါကွာတယ်လဲဆိုလို့ရှိရင်မတ်မူတာဆွေကမတ်အစလီဆွဲရမယ်မူရင်းဆွဲရမယ်တရအခေယာက တရိုက်ခရာရဲ့ဟမ်ဇာရဲ့ကစကလုံးတစ်လုံးထဲမှာရှိတာဆက်နေတယ်လို့အကြောင်းမခေါ်တာပေါ့နော်စကလုံးတစ်လုံးထဲမှာရှိတယ်ဒီ moon fossil ကြတော့ harful mad ဆွဲရမယ် mad asli moon ရင်တရိုက်ခရာကအရင်စကလုံးပေါ့ပထမစကလုံးရဲ့နောက်ဆုံးမှာရှိပြီးဟမ်ဇာကဒုတိယစကလုံးရဲ့အရင်အခရာဖြစ်တယ်။ကွဲနေတယ်ပေါ့မတူကွဲပြားတော့စကလုံးနှစ်ခုမှာတီချားစီရှိနေကြတာကို ကွဲနေတယ်လို့ခေါ်တယ်။ဟုတ်ပြီနော်။ဒါကိုကျွန်တော်က mat moon fossil လို့ခေါ်တယ်။အဲ့တော့ဆိုလိုတာက mat သရဧခရာကဒီပထမစကလုံးရဲ့နောက်ဆုံးမှာရှိပြီးတော့ hamza ဒီဒုတိယစကလုံးရဲ့ပထမဧခရာမှာရှိတယ်။ပထမဧခရာမှာဖြစ်နေတာကို mat moon fossil လို့ခေါ်ပါတယ်။နော်ဒါက mat moon fossil ရဲ့အတိပေးနော်အဲ တစ်ခါပြန်ပြောရမယ်ဆိုလို့ရှိရင် Matt Ashley ကပထမ AKR ရဲ့နောက်ဆုံးနေရာမှာရှိပြီး Hamza ကဒုတိယစကလုံးရဲ့ပထမ AKR မှာရှိမယ် Matt အဒီ Matt Ashley တရ AKR ကပထမစကလုံးရဲ့နောက်ဆုံးမှာရှိမယ်အဆုံးမှာရှိမယ်ပေါ့အဆုံးမှာရှိမယ် Hamza ကဒုတိယစကလုံးရဲ့အစမှာရှိမယ်ပေါ့နော် ကွဲနေတာပေါ့မတူကွဲပြားတော့စကလုံးမှာတီချားစီရှိနေတာပေါ့အဲ့ဒါကြောင့်မလို့ကွဲပြားနေတော့တော့ဆွဲငင်ရမယ်အဲတရအခေယလို့ခေါ်တယ်เนาะဥမာကြီးဒီမှာမာဆိုလို့ရှိရင်ဒါစကလုံးတက်တက်လေးเนาะဒီမာဒီအလစ်မာကဒီမာပထမစကလုံးမှာဥရီလို့ဒါနောက်စကလုံးဖြစ်သွားပြီဒီစကလုံးရဲ့ပထမအခေယကဥအဲ့တော့ကွဲတီချားစီရှိနေတာပေါ့ကွဲနေတာပေါ့ moon first ဆိုတော့ကွဲနေတယ်တီချားစီရှိနေတယ်ပေါ့เนาะ အဲ့တော့ဒီပုံစံကိုကျွန်တော်ကြုံတွေ့ရပြီဆိုလို့ရှိရင်ဒါကျွန်တော်တို့အလ်မဒ်ဒุลမွန်ဖာဆီလူအလ်မဒ်ဒุลဂျာအီဇุลမွန်ဖာဆီလူလို့လည်းခေါ်တယ်နော်အဲ့တော့ဒီကဲတော့မတ်ကိုပညာရှင်များကကျွန်တော်တို့ကိုသင်ပြထားတာဒီသူကအခေယာနှစ်ခုနဲ့နှစ်ခုစာရှည်နှုံးဆွဲလို့ရတယ်အခေယာလေးခုစာရှည်နှုံးဆွဲလို့ရတယ်အခေယာငါးခုစာနေ့၄၅ပေါ့နော်ဥပမာဆိုလို့ရှိရင်ကျွန်တော်ဒီစကလုံးကိုကြည့်အောင်နော် بسم الله الرحمن الرحيم وما أريد تاسو ما اكيا نكوسا شي نو ما 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 وما أريد أن نتشا سويرا نو اكيا نكوشي شي نو مو تو مو لي سويلو ياري ما 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 لي وما أريد နော်၄နှစ်၄၅လဲရတယ်၅ကြတော့မမမမမမမဝမဥရီဒုဟုတ်ပြီနော်၄၄၅မတ်မွန်ဖောက်စီကတို့တော့ကျွန်တော်တို့အထူးတတိပြုရမှာကအခေယနှစ်ခုရဲ့ ရှင်နှုံးခန့်ဆွဲလို့ရတယ်တွမုံ၄ခုတွမုံ၅ခုခန့်ရှင်နှုံးဆွဲလို့ရတယ်မှန်တယ်တိုးတော့ကျွန်တော်သတိထားမှာပါလေဥမာကျွန်တော်နုဆလီရကအတိုင်းနေကျွန်တော်တို့ရကအနှစ်ခုရှိတယ်ဝူပြုမှုတစ်ခုဝူပြုတယ်ဆိုလို့ရှင်ကျွန်တော်ဝူပြုမှာကုရ်အန်ကျမ်းတော်မြတ်ဖတ်တယ်ဆူရာတุลဖာတီဟာဖတ်ပြီးတော့ကုရ်အန်ကျမ်းတော်မြတ်မှာအခြားဆူရာဖတ်တယ်ဆူရာတุลဖာတီဖတ်တယ်အခြားဆူရာဖတ်တဲ့အခါမှာဥပမာဆိုပါစို့ကျွန်တော်ဖတ်တဲ့ဒီဆလာဝူပြုမှုမှာ မတ်မွန်ဖောက်စီ၅ခုရှိတယ်ဆိုပါဆိုပထမမှာအခေယာနှစ်ခုစာပဲဆွဲတယ်နှစ်ချက်ပဲဆွဲတယ်ဆိုလို့ရှင်ကြံရှိတဲ့၄ခုတော့နှစ်ချက်ဆွဲရမယ်ကြံရှိတဲ့၄ခုတွေနှစ်ချက်ညီမြရမယ်ပေါ့နေ့ပထမတစ်ခုနေ့ဆိုလို့ရှင်နေ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 ဒီရကနှစ်ခုလုံးမှာနော်၄ဆိုလို့ရှင်၄၄၄၄၅ဆိုလို့ရှင်၅၅၅၅အဲ့လိုညီမြရမယ် ထမတစ်ခုမှ၂ချက်ဆွဲလိုက်ဒုတိယတစ်ခုမှ၄ချက်ဆွဲလိုက်တတိယတစ်ခုမှ၂ချက်ပြန်ဆွဲလိုက်ဇရုပ်သားမှ၅ချက်ပြန်အဲ့လိုအဲ့လိုအဲ့လိုလုပ်လို့မရဘူးဒါကိုကျွန်တော်တို့သတိပြုရမယ်ဟုတ်ပြီနော်ထိုကဲ့တို့ပဲကျွန်တော်ကုရန်ကျမ်းတော်မြတ်ထဲမှာကိုကစာမျက်နှာတမျက်နှာကိုဖတ်တယ်ဆိုပါစို့အဲ့ဒီစာမျက်နှာတမျက်နှာမှာတထိုင်နဲ့ဖတ်တယ်ဆိုမဂျလစ်တစ်ခုမှာပေါ့တထိုင်နဲ့မှာဖတ်တဲ့ခါမှာမတ်မူဖာစီငါးခုရှိတယ်ဆိုပါစို့နိဆိုလို့ရှိရင်လည်းနိ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 နော်လေးဆိုလို့ရှိရင်လည်းလေ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 း ငါဆိုရှင်ငါငါငါအဲ့လိုညီညီညီမြဆိုတာအားလုံးညီမြတဲ့ရှင်နှုံးကိုဆွဲရမယ်ဒါကိုတော့ကျွန်တော်တို့တတိပြုရမှာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒါကြရင်ကျွန်တော်တို့ရဲ့သင်ခန်းစာကိုကျွန်တော်စတင်လေ့ကျင့်အောင်ကျွန်တော်တို့ကနှစ်ချက်လေးချက်ငါးချက်ပေါ့နော်အဲ့ခေကနှစ်ခုစာလေးခုစာငါးခုစာသုံးမျိုးလုံးကျွန်တော်တို့ခုလုံးကျွန်တော်တို့ကလေ့ကျင့်တော့မယ်နော်နေ့စမယ်နော်နေ့၄၅အလိုပေါ့နော် وما أريد Lì c'è su no? Wa ma uridu. Nga c'è su me, nga c'è su raga e che ya nga ku ne ni mia ro shi no mo no? Nga c'è no? Wa ma uridu. အာဒီယာကုရ်အန်ကျမ်းတော်မြေထဲမှာယူထားတဲ့စကားလုံးများပဲเนาะဒါကျွန်တော်ဆူရတူဟူတမန်တော်ဟူတဲ့ကန္နာအမိန်တော်88ကနေယူထားတာအဲဒီဝါကြဆိုလို့ရှိရင်ဆူရတူနီဆာအီအမိန်တော်80အမိန်တော်89ကနေယူထားတာเนาะအကောင်းပြီကျွန်တော်တို့ကနှစ်ချက်၄ချက်၅ချက်เนาะအဲ့ခရနှစ်ခု၄ခုစာနှစ်ခုစာ၄ခုစာ၅ခုစာ၃မျိုးဆွဲဖတ်မယ်เนาะနှစ်ခုစာเนาะ وما أصابك هكيا ليكو زاشينو وما أصابك ناكو زاشينو وما أصابك အမ်ဒီဝါကျဆိုလို့ရှိရင်ဆူရတ်အလ်ဟရှ်အမင်းတော်6ကနေယူထားတာနော်မာဇာအရောဒအဲ့ကဲအနခုစားနှစ်ချက်ပေါ့နော်၄ချက်ဆွဲမယ်မာဇာအရောဒငါချက်အခေယငါခုစား

ရောနှစ်ချက်ရင်ဆွဲမယ်ဘာကိုနော်တတူဘာအီလာလေးချက်တတူဘာအီလာဒီဥစ္စာလာနော်လာ ngã che suy mê ek khi ngã ku shi nông bò no ta tu ba i la na che sa yin suy mê ma niya no? pha ma a ma လေးချက်အက္ခရာလေးခုစာရှင်နှုံးဖာမာအမနာငါချက်အက္ခရာ၅ခုခန့်ရှင်နှုံးဖာမာအမနာ 음ပြီးတော့ဒီစကလုံးများက surah al hashr amin dot com ပေါ့နော်အဲ့တော့ ma က mad jaiz munfasil mad munfasil ပေါ့နော်နှစ်ချက်ဆွဲမယ်လေးချက်ဆွဲမယ်ငါးချက်ဆွဲမယ်အခေယနှစ်ခုခန့်ရှင်းရှင်းလုံးလေးခုခန့်ရှင်းလုံးငါးခုခန့်ရှင်းလုံးပေါ့နော်နှစ်ခုရင်ဆွဲမယ် وما آتاكم سفلوشينو atakumu no leche sueme wama atakumu nga che ekhe nga khu khan shi no wama atakumu မာကမတ်မွန်ဖော့ဆေဖြစ်တယ်အဲ့တော့နှစ်ချက်ဆွဲလို့ရတယ်လေးချက်ငါးချက်နှစ်လေးငါးပေါ့နော်အဲ့ခရနှစ်ခုခန့်ရှင်းလုံးလေးခုခန့်ရှင်းလုံးငါးခုခန့်ရှင်းလုံးပေါ့နော်အဲ့တော့နှစ်ခုခန့်ရှင်းလုံးအရင်ဆွဲမယ်ဝါမအဖာ mm di fa a ja ra mad mutaswil pi khe de tin gan sa 73 ma chin lo le la khe de da nga a 4 khu do mu 5 khu khan bo no a ro di harful mad swae ya me tara ek khya ne hamza ne ga za ga long ta long ne ma shi ni de de mad mutaswil lo kho da no di ni chin lo le la ga munfasil mad munfasil ti cha si shi da bo no swae ya me di b ga ပထမစကလုံးရဲ့နောက်ဆုံးအခေယမှာအဆုံးမှရှိပြီးတော့ဗောနော်နောက်ဆုံးအခေယဖြစ်ပြီးအဆုံးမှရှိပြီးဟာမဇာကြတော့ဒုတိယစကလုံးရဲ့အစမှရှိတယ်ပထမအခေယဖြစ်တယ်ဗောနော်အဲဒါကြောင့်မို့ကွဲနေတယ်ခွဲနေတော့အတရာအခေယလို့ခေါ်တယ်ဗောနော်အဲတော့လေးခေါက်ဆွဲမယ်လေးချက်ဗောဝါမအဖာ ငါချက်ဆွဲမယ်ဝါမအဖာအကျွန်တော်ဒီ alif ကိုတတိထားမယ်နော်တွေ့အပေါ်မှာမဝိုင်းတဝိုင်းလေးရှိတယ်ဆိုလိုတာကဒီ alif က alif ကရေးပဲရေးထားတာဒီ alif ကရေးပဲရေးထားတယ်တူမှာအတန်မှာပါမှာတက်ရောက်မှုမရှိဘူးမရှိတဲ့အတိုင်းပေါ့အတန် ဖက်ယူတဲ့အခါမှာဘာမှမရှိတဲ့အတိုင်းပေါ့နော်ဝူဂျူဒူဟူကာအဒမီဟီရှိပြီးတော့မရှိတဲ့အတိုင်းပဲပေါ့နော်အဲ့တော့လူကိုကျွန်တော်ကနှစ်ချက်လေးချက်၅ချက်ဒါမတ်ဒ်မွန်ဖော်ဆယ်ဖြစ်တယ်ကောလူအစာတွီရူကောလူအစာတွီရူ na chebo, no? Liche sueme, qalu asatiru. Ache sueme, qalu asatiru. ماري مد منفصل المد الجائز المنفصل لو كوري အဲ့တော့ကျွန်တော်2ချက်4ချက်5ချက်2ချက်ရင်ဆွဲမယ်နော်ဝါမဥမီရူ4ချက်4ချက်ဆိုတော့အက်ခရ4ခုနဲ့ညီမျှတဲ့ရှင်းလုံးပေါ့နော်ဝါမဥမီရူ ငါချက်အခေယငါခုခန့်ရှင်လုံးဝါမအူမီရူอืม ฟีก็ดีเนี่ยมา မတ်ဒမွန်ဖော့ဆီပေါ့နော်နှစ်ချက်၄ချက်၅ချက်နှစ်ချက်အိမ်ဆွဲမယ်နော်ဖီအာယာတီနာလေးချက်လေးအဲ့ခရလေးခုခန့်ရှည်မြတော့ညီဒီညီမြတဲ့ရှည်နှုံးပေါ့နော်ဖီအာယာတီနာ အခရာငါးခုခန့်ရှိရှင်းလုံးငါးချက်ပေါ့နော်ဖီအာယာတီနာဒီ elif ဒီလေရေးထားပြီးတော့အတန်မှာတက်ရောက်မှုမရှိဘူးเนาะမရှိတဲ့အတိုင်းပေါ့အတန်မှာပေါ့เนาะ ီနေရာမှာကျွန်တော်ရဲ့မတ်မွန်ဖောက်ဆစ်ကဒီနေရာယာပေါ့ယာမွန်မွန်ဖောက်ဆစ်ဟမ်ဇာကတက်တက်နော်နောက်စကလုံးတက်တက်တကူယာကတက်တက်ယာရဲ့အိဗယ်အိုးပေါ့ခေါ်တာအိုးยาอัยยูฮัลลาซีนาอามานูโอ้ยงจีดูโดบ่เนาะยาอัลลอฮ์ยาอัลลอฮ์ยาอัลลอฮ์โอ้อัลลอฮ์บ่เนาะเออมันตูนีได้สกะลงบ่เนาะ ဆက်နေတာမဟုတ်ဘူးနော်ဟမ်ဇာတက်တက်ရေးတော့ဆက်ရေးတယ်တို့တော့တွေ့ရဲ့မူရင်းစကလုံးကစကလုံးတစ်လုံးတည်းမဟုတ်ဘူးနော်ယာကတက်တက်အဘာနာကတက်တက်အဲ့တော့ယာကိုကျွန်တော်ကနှစ်ချက်လေးချက်ငါးချက်စီဆွဲပြီးတော့ဖတ်မယ်ကောလူယာအဘာနာလေးချက်ဆွဲမယ်ယာကိုနော် قالوا يا أبانا ငါချက်အဲ့ခရငါခုခန့်ရှင်ရှင်နှုံးပေါ့ကောလူယာအဘနာ နီးဒီနာမနီးတော့နော်ဟမ်ဇာရှိတယ်သူ့နောက်မှာနောက်စကလုံးတစ်လုံးနော်အာဒမ်မှာစကလုံးတစ်လုံးပါနီးကစကလုံးတစ်လုံးပေါ့နော်တော့ကျွန်တော်နီးကိုနှစ်ချက်လေးချက်ငါးချက်ပေါ့ယာပနီအာဒမလေးချက်ယာပနီအာဒမ် ၅ချက်ယဘနီအာဒမအဲကျွန်တော်ဒီစကလုံးကိုတေချာကြည့်မယ်နော်ဟာကတက်တက်စကလုံးတစ်လုံးတော့ဟာဟာရဲ့အဓိပ္ပာယ်ကျွန်တော်အာရဘီလို့ harfu at-tanbih တတိပေးတဲ့အက္ခရာလို့ခေါ်တယ်ဟာဆိုတတိပေးတာနော်သူကတက်တက်တလုံးဦးလားဤကတက်တက်စကလုံးနော်ဆက်တာရေးထားတာနော်ဒါပေမဲ့သူကမတူညီဘူးဟာကတက်တက်ဦးလားဤကတက်တက်ဦးလားဤဆိုတာဤတူတို့အိုးဤတူတို့ဒါခေါ်တာပေါ့အာအဟာဦးလားဆိုတာဤတူတို့ပေါ့နော်သူအသေးပဲကဟာဒီဒီတတိပေးတဲ့အသေးပဲ ဲ့တော့ဆက်တာရေးတာကွဲပြားနေတယ်เนาะကျွန်တော်တို့ကမွတ်တဆွေလို့အာမမတ်ယူနေပေါ့တော့မွန်ဖတ်ဆွေမတူညီတော့စကလုံးနှလုံးပေါ့เนาะအဲ့တော့ဟာကိုကျွန်တော်ကနှစ်ချက်လေးချက်ငါးချက်ဒါအလ်မဒ်ဒူလ်မွန်ဖဆီလို့ဖြစ်တယ်မဒ်မွန်ဖဆီလ်ကဲနှစ်ချက်ရင်ဆွဲပါမယ်ฮาอูลาอี လာအီကမူတသီလ်နော်ငါချက်ဆွဲရတာဒါပြီးခဲ့တဲ့သင်ခန်းစာမှာစကလုံးတစ်လုံးထဲမှာရှိကြတာပေါ့နော်အခုဒီနေ့ကျွန်တော်လေ့လာတာကဒီနေရာမှာဟာဥမတ်မွန်ဖာစီလ်ပေါ့အလ်မတ်ဒူလ်မွန်ဖာစီလ်အခု၄ချက်ဆွဲမယ်အခရာ၄ခုနဲ့ညီမျှတော့ရှင်းနှုံးပေါ့ဟာ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 ၄ခုပေါ့နော်ဟာအူလာအီ ngã chè sơ ha u la i ma mun fa sin ma mun ta fa sin no chân nó gần nè chè lý chè ngã chè sơ mê bọn no? ฟีมาอาตากะအဲ့တော့ဒီနေရာမှာကျွန်တော်သတိထားလိုက် feel လဲနှစ်ချက်မားလဲနှစ်ချက်အားလဲနှစ်ချက်တားလဲနှစ်ချက်ညီမြတယ်သူတို့ရှင်းနှုံးတွေက feel မာတာကညီညီမြတ်မြတ်ဆွဲရတယ်နော်အခုလေးချက်ဆာဆွဲမယ် feel မာတာက ငါးချက်စာဆွဲမယ်ဖီမာအတာကအဲကျွန်တော်တို့ဒီနေ့သင်ခန်းစာရဲ့နောက်ဆုံးဥပမာပေါ့နော်လူပေါ့နော်မတ်မွန်ဖော်ဆီတူရနောက်မှာဟမ်ဇာရှိတဲ့အတွက်မတူညီ क्वे ပြတော့စကလုံးမှာရှိတယ်အဲ့တော့နှစ်ချက်ရင်ဆွဲမယ်လူကိုနော် وقالوا أئذا وقالوا أئذا تيتشا سويمين لوغو وقالوا أئذا